1981မှာလွတ်လပ်ရေးရတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံ။ဘာကြောင့်ချမ်းပြည်နယ်လောက်မရှိတဲ့နိုင်ငံကြီးမှာတရားနဲ့တန်း80လောက်ဖြစ်နေတာ။အခုသူ့မှာကရှန်ကျနေပြီ။ဒီဘက်ကိုရောက်ရင်ရခိုင်ပြပနာထိထိမှာပဲ။ဟိုဘက်ကမလေးရှားရောက်ရင်ဟာမလေးရှားတို့နဲ့မဆိုင်ဘူး။သူကအကုန်ကန်ထုတ်နေတာ။ရှန်ကျနေတဲ့နိုင်ငံတစ်ခုရဲ့လူဦးရေပေါက်ပွေးပေါက်ပွေးမှုကိုအနည်းဆုံးနိုင်ငံကခံတယ်။အဲ့ဒီမှာ state set လာမပြောနဲ့။နိုင်ငံမဲ့လို့မပြောနဲ့မပြောနဲ့ origin ရှိတယ်ဒီကိစ္စကိုဘင်္ဂလားဒေ့ရှ်တာဝန်ခံရလိမ့်မယ်1981မှာဖြစ်လာတဲ့စစ်ဘေးကြောင့်တပ်သားနေမှလို့ရခိုင်ဘက်ကိုဝင်လာတယ်ဒါပေမဲ့9သိန်းကို ဒီဘက်ကဝန်ခံတယ်အစိုးရဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကအဲ့ဒီကာလကဒါပေမဲ့အိန္ဒိယကိုတန်းနဲ့ဆယ်လောက်ဝင်သွားတယ်အဲ့တော့ကျွန်တော်စစ်ပေးကြောင်ဖြစ်တဲ့ပြဿနာရှိတယ်ခုနက stateless humanitarian system ဘာညာဘာညာလုပ်လာတာအလုံးဒီခုနကကျွန်တော်ပြောတဲ့နိုင်ငံကြီးများရဲ့ခုနက policy ပဲ terror state ပဲခုနကသူပြောရကျွန်တော်လက်မခံဘူးဘယင်ခိကဆိုတာလက်မခံဘူးဘယင်ခိကဆိုတာမျိုးကရှာရှူကြရေကင်းထောင်ချောက်ချောက်စီချောက်လောက်ကမပြောနဲ့အဲ့ဒါသူတို့မဟုတ်ဘူးအခုဘက်ကပါရှန်တွေလာတာနော်ပါရှန်ကအခုတမန်ဖြစ်သွားပြီဒါနည်းနည်းလေးပဲကြံ့တယ်ဒါဒီကတကိုင်းဖြတ်လိုက် ဒုတိယကခုနကအင်္ဂလိပ်ရဲ့ဇနက်ကြောင့်ခုနစီစလဝေါ်ကာဖြစ်လာပြီးကမှပထမအင်္ဂလိပ်မြန်မာစစ်ပွဲအလွန်လောက်မှာစုဝဲတူမြောင်ဖွင့်လို့ဒီအာကြီးကဖြစ်လာတယ်။အဲ့မှတာကြီးကြီးမားမားပြန်တော့ပြန်တယ်သူကသူတို့ကဗာလဲရိုဟန်ဂျာဆိုရခိုင်ကပြန်လာတဲ့ဘင်္ဂလီသူတို့အကုန်လုံးကဘင်္ဂလီစကားပြောတယ်။ဒါမဲ့အကုန်လုံးရမယ်ပြောတယ်။အခုတန်းလောက်ရှိနေတဲ့လူတွေနဲ့အတူမနေဘူးဆိုသူတို့ကျွန်တော်ပြောတာအဲ့ဒါပေါ့။သူတို့နေတော့မရဘူးဆိုတဲ့သဘောကအကြောက်တရားဖြစ်လာပြီ။အခုတော့မပြောနိုင်ငံရေးရဖြစ်ရှင်းဖို့မဖြစ်နိုင်ဘူး။ ကျွန်တော်ပြောနိုင်ငံရေးစကားလာမပြောကြနဲ့တော့ဒါ illegal immigrant ဖြစ်သွားပြီနိုင်ငံတစ်ခုရဲ့နိုင်ငံပြည်မကလာတဲ့အင်အားစုဒါမြန်မာနိုင်ငံရဲ့အချုပ်အခြာအရမ်းနဲ့ပတ်သက်တဲ့ပြည်ထောင်စုပြဿနာမဟုတ်ဘူးထိုင်းနေစမှာထိုင်းလူမျိုးဗမာပြည်ကိုလာရင်လာမယ်သို့တော့ကိစ္စမရှိဘူးဟိုမှာအိန္ဒိယဘက်ကဗမာပြည်ကိုလာတယ်အိန္ဒိယငွေဖြစ်ပဲသူတို့လက်ခံတယ်အခုကသူတို့ကလူမျိုးနာမည်ကိုပြန်ပြောင်းဖို့နိုင်ငံရေးအားဖြင့်ကစားလာတယ်ဒါနိုင်ငံရေးပြဿနာမဟုတ်ဘူးဒါလူဝင်လူထုပြဿနာပြည်ထောင်စုရဲ့အချုပ်အခြာအာဏာကိုတည့်ရက်တိုက်ခိုက်တဲ့ပြဿနာဖြစ်နေပြီ အဲ့ဒီလမ်းကြောင်းကလာပြီးကျွန်တော်တို့ဒီဘေးနိုင်ငံကလာပါတယ်ဘာလူမျိုးဖြစ်ပါတယ်အမှန်ပြောရရင်ကမှဒီနိုင်ငံရဲ့ဥပဒေအတိုင်းနေထိုင်နိုင်ရင်လက်ခံရပြီ ောက်ပြောပြောပါရပါတယ်ဒါတိုင်းမှပြီးပြောမှကျွန်တော်လှည့်ပေးပါ identify လုပ်တဲ့ကတ်လေးရှိတယ်ပြခုနအစိမ်းတို့ပန်းရောင်တို့ပြန်စစ်စစ်တဲ့ကတ်ဟုတ်လားအဲ့တော့ဒီဥစ္စာကနော်ကျွန်တော်တို့နိုင်ငံလွတ်လပ်ရေးရတယ်1948ခုဖွဲ့စည်းပုံကြီးအင်္ဂလိပ်လက်အောက်မှာကိုကဖွဲ့စည်းပုံရေးပြီးမှ48လွတ်လပ်ရေးရှိပါဘောအဲ့ဒီကာလမှာကျွန်တော်တို့ဒီကလောက်ဥခင်မောင်လက်ပို့နော်သူကတရာရှိနိုင်ငံပေါ်လာပြီဥခင်မောင်လက်ဆိုတာကျွန်တော်တို့ကအဒူလတစ်ခေါ်တာပေါ့ဘန်ဘူးတီတော်ကသူဒီကာရာရှိနိုင်ငံကာရာရှိဆိုတာခင်ဗျားတို့သိတာနောက်ပါကစားနိုင်ငံ ဲ့ဒီကလာပြီးကမှအင်္ဂလိပ်စပြီးတော့လောလောဆယ်ယူရဖတ်ဆပ်ဖလာကေတစ်ခေတ်လုံးမှလက်ပေးလိုက်ယူအင်္ဂလန်ကြီးတယ်ဥလုံးဒီပင်နဲ့ပထဆာတန့်ရှင်းဖြစ်တဲ့ခါမှာလူမေးရဖို့တဲ့9000လောက်ကိုတွင်းနေတာရှိတယ်ကျွန်တော်ရခိုင်ပြည်နေသည်နိုင်ငံရေးကစားကွက်မြန်မာနိုင်ငံအစိုးရဆက်ဆက်ရဲ့နေရာဖြစ်ခဲ့တယ်အဲ့တော့ကျွန်တော်တို့ပြန်သုံးတက်ဖို့လိုတာပေါ့ပထမအင်္ဂလိပ်ကအင်မတန်သိကြတယ်သူရဲ့တကောင်စင်းပုံမှန်ပုံမှန်ကောက်တဲ့ခါမှာမိုဟာမက်ရင်လောမှတ်ရင်မှတ်မယ်ဥက္ကဋ္ဌခြေတကောင်နေရာလောမှတ်မယ်ဘုမဘာကြောင့်ရိုဟန်ဂျာနာမည်ကိုပြောင်းလာရတာလဲဘန်ဂလီဆိုဒီမှာဘန်ဂောနေကလာတဲ့လူတွေ ဗမာပြည်ကိုလာတယ်ဗမာနိုင်ငံမှာအလုပ်လုပ်စားတယ်โอเคကျွန်တော်တို့နိုင်ငံသားဥပဒေအရသူ့ကိုတခုခုလုပ်ပေးရမယ်အထောက်ထားရှိရင်ပေးကိုပေးရမယ်နေတာဒါကျွန်တော်တို့အဲ့တော့ခုနကပြောတဲ့တမိုင်းကိစ္စစမှာပေါ့ဗျာ1666ထိလောက်ကတော့ကျွန်တော်တို့ကစစ်တကောင်ဖက်ကိုရခိုင်ပြည်ကလွှမ်းမိုးပါတယ်အဲ့တော့ချက်ချူကြာပြဿနာဖြစ်တာပေါ့ခုနကကျွန်တော်တို့အိန္ဒိယမှာလေအဲ့ဒီခါမှာပလာတို့ကြီးကောင်ကဒီဘက်ကိုရောက်လာတယ်အဲ့ဒီခါမှာခုနအဲ့ဒီပုံကိုယ်တွေကလေးသေးတို့ကမန်အဖြစ်ကျွန်တော်တို့ဘက်ကလက်ခံရတာရှိသူကအကုန်လုံးကပါရှန်တွေလိုပဲ ဒီခုနကတူရကဥကြုံမင်းတို့သူတို့အဓိကဘာလဲဆိုရင်ခုနကကျွန်တော် seasonal worker လက်ချစ်ကောင်းနေရဆိုတာခုနကသူတို့အင်္ဂလိပ်အင်္ဂလိပ်ကလည်းဒီတိုင်းပဲ record လုပ်ပြီသူရဲ့တကောင်စင်းကောက်တဲ့1900တခုနှစ်လောက်ပါစပြီး record ကိုပြန်ကြည့်ရှိတယ်လာတယ်စပားစပြီးရင်ပြန်သွားဒါသူတို့သွားလိုက်လာလိုက်ပဲသူကသူ့ဒေသမှာသူချစ်တယ်သူကမြေကြီးကိုချစ်တဲ့လူလို့ဟုတ်ကဲ့အဲ့တော့ဒါတပိုင်းထားလိုက်အဲ့တော့1980လွတ်လိုက်ရတဲ့ခါမှာဘင်္ဂလားဒေ့ရှ်ကိုအင်ဒရာဂန်နီဘက်ကိုနှစ်တန်းလောက်ဝင်တယ် ဝင်ပြီးရင်ပြန်ကြည့်ကျွန်တော်တို့စစ်တွေလင်းစိတ်မှာဆိုလင်းတွေအများကြီးပဲကျွန်တော်ကသူတို့ကိုပဋ္ဌာန်းလို့ခေါ်တယ်ပြီးတော့ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေနဲ့ခုဘက်ကပါကစ္စတန်နိုင်ငံသားတွေရုပ်မတူဘူးအမှန်ကတော့ချစ်မှုကြီးဘာရာမန်ကိုဒီဘက်ကမောင်တို့ဘက်မှာချမ်းမာနေတဲ့လူကလက်မခံဘူးသူတို့ကခုဘက်ကချစ်တကောင်းနေရဘက်ကခုဘက်ကပါကစ္စတန်ကိုလက်ခံတယ်အဲ့ဒီခါမှာဘင်္ဂလားဒေ့ရှ်တွေကသူတို့ကိုလက်မခံဘူးအမှန်ကသူတို့ကိုလက်ခံလိုက်ရင် okay သွားမှာဒါပေမဲ့ချစ်မှုကြီးဘာရာမန်တို့အခုလက်ရှိဝန်ကြီးချုပ်တို့ကတစ်ဖက်ဒါပေမဲ့ဘင်္ဂလားဒေ့ရှ် စစ်ပွဲလွတ်လပ်ရေးစစ်ပွဲမှာသူတို့ဒီပါကစ္စတန်ဘက်ကပါတဲ့ခါမှာဆက်ညင်ဘက်အင်အားစုဖြစ်သွားတယ်။ဆိုတော့ဒီဘက်ကတန်းလောက်လာတဲ့ခါမှာ၅သိန်းတီရခိုင်ပြည်နယ်ထဲမှာဗမာပြည်ထဲမှာရှိရဲဆိုတဲ့ဟာကိုမိုဟာမက်ကိုက်ဇာကလက်ခံတယ်။ခုအားလုံးကကျွန်တော်တို့ပုဂ္ဂိုလ်လမ်းပြောရင်အားလုံးဟာမှတ်တမ်းရှိပါတယ်။အိန္ဒိယမှာလည်းရှိရဲအင်္ဂလိပ်မှာလည်းမှတ်တမ်းရှိရဲ။ဟုတ်ကဲ့။၅သိန်းတီကြံခဲ့တယ်။အဲ့ဒီ၅သိန်းကိုကန်ထုတ်ပိုင်ခွင့်မြန်မာနိုင်ငံအစိုးရမှရှိရဆိုတော့1980ကားကလေးကမှတ်တမ်းမှရှိ1940နှစ်မှာရခိုင်ပေါင်း2000 3000ကျားတက်ခံရတယ်ဘူးတိတော်မောင်တို့ရည်တိတော်မှာ ဒါပေမဲ့အဲ့ဒီကာလမှာကျွန်တော်တို့အုပ်ချုပ်ခွင့်ရှိခဲ့သလားရခိုင်ပြည်မရှိခဲ့ဘူး၄၀နှစ်နောက်ပိုင်းမှာကျွန်တော်တို့ဗန်ဂလီတွေနဲ့တူတူပဲလောက်ကင်စားတော့လာကြတာအများကြီးပဲတတ်တော့၂၀၁၂မှာထပ်ပြီးတော့၂80ကျော်မှာထပ်ပေါက်ကွေးတယ်အဲ့ဒီခါမှာနိုင်ငံတကာကွန်ရက်တွေနဲ့သူတို့အကုန်ချိတ်ဆက်ပြီးဒီဥစ္စာဟာအင်မတန်ကြီးကြီးမားမားထိုးစစ်တယ်အဲ့ဒီထိုးစစ်ကိုကျွန်တော်တို့ခံစစ်ကြောင်းနဲ့ပြန်စ조사ပြီးကာကွယ်ဖို့လုပ်နေတဲ့အချိန်ပဲဖြစ်တယ်အဲ့ဒီခါမှာဖြည့်ရှင်းဖို့နေတစ်ခုပဲရှိတယ်ကိုကိုကိုဝန်ခံရမယ်ဒါနိုင်ငံရေးပြဿနာမဟုတ်ဘူးနိုင်ငံရေးနေနဲ့ဖြည့်ရှင်းလို့ဒီပြဿနာကိုမပြီးနိုင်ဘူး ကျွန်တော်တို့စီမှာလာနေတဲ့နိုင်ငံသားဖြစ်အောင်ဘလို့ချင်းကပ်မှာလဲဒီနိုင်ငံရဲ့တည်ဆဲဥပဒေများကိုဘလို့လေးစားလိုက်နိုင်မှာလဲအဲ့တော့ရခိုင်မှာကြေးော်တယ်တို့အများကြီးရှိတယ်ကလေးအများကြီးမွေးတယ်အဲ့ဒီကလေးတွေအားလုံးကိုနိုင်ငံတကာအဖွဲ့အစည်းတွေကကျွေးပေးတယ်အဲ့တော့ဒီနေရာဒီတန်းမှာဒီလိုပေါက်ကွေးအောင်တမင်ကိုအကွက်ဆင်မင်းလာလို့ဖြစ်တဲ့အခါမှာတခုပဲရှိတယ်မြန်မာနိုင်ငံဥပဒေကိုလေးစားလိုက်နိုင်ဖို့လိုတယ်တော်တော်အဲ့ဒီဒေသမှာဘာရှိဘာဖြစ်လဲဆိုရင်ခင်ဗျမဒရာစာအကြောင်းတွေထောင်ရှိရှိဗလီတွေထောင်ရှိရှိတယ် အဲ့ဒီမှာမော်လဝီတွေကအဓိကကောင်းဆိုပဲလက်မြစ်ကိုကြော်လာတာနဲ့လူမျိုးတစ်မျိုးဖန်တီးလို့မရဘူးဆိုတာကိုလက်ခံဖို့လိုတယ်။ရခိုင်တွေလက်ခံတဲ့သဘောဖြစ်အောင်ကိုရောဖန်တီးထားတဲ့တမိုင်းကိုပြန်ဖြတ်ဖို့လိုတယ်။ရိုဟန်ဂျာကိုဖြောက်ပါဘန်ဂလီနှာမြင်နဲ့တိုင်းရင်းသားဖြစ်အောင်လုပ်ပါဒီနိုင်ငံရဲ့ဥပဒေတွေကိုလေးစားလိုက်နာပြီးမှဒီနိုင်ငံမှာအေးအေးချမ်းချမ်းနေထိုင်နိုင်တဲ့